တော့ပရိသတ်သမုပ္ပါဒ်ကိုမကြည့်ခင်ကံအကြောင်းလေးကိုရှင်းစွာပြောအလုံးသိနေကြတဲ့ထင်ပဲလူတွေကကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုပ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိတယ်ဆော့ဗျာဆိုလိုတဲ့ကံကဘာလဲကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လိုတယ် ကုသနာမှာကံနေဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင်တန်တရာတွေမှာထိုကံတွေရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်။ကံဆိုတာမလုပ်ရမယ့်အရာလဲကိလေသာဆိုတာကရောကုသနာမှာဘလို့အခြေအနေနဲ့ဖြစ်နေတာလဲကိလေသာဆိုတာတော့ကလူတွေက ကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါမှာကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုတ်ပြီးတော့ကိလေသာလို့ပြောနေကြတော့ကံနဲ့ကိလေသာအကြောင်းကိုချက်ချက်နနနားလဲဖို့လို့အဲ့ဒါလို့နားလဲလို့ရှိရင်တော့ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေ ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရာထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရာလို့ဆိုတာကောင်းတာလုပ်လို့ဆိုတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှိရင်ကုသကံမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းတွေကောင်းမယ် ဝိจิตနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြဆာမယ်ယာရုကုန်သိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောင်းတယ်လို့ပြောတယ်နော်တိုးတော့မကောင်းတာပါလဲလို့ဆိုလို့ရှိမကြခင်ဥသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ယော့သွားတယ်လို့မရှိဘူးနော်အစီရတဲ့နေရာဆိုတာတွေဟာအကုန်ဆေးကားနေတယ် ူတိုင်းလူတိုင်းဟာယောဂကင်းတယ်ဆိုတာဓမ္မရှားနေအဲ့တော့ကံကောင်းတယ်ကံကောင်းတယ်နဲ့ကြိုးစားနေရင်ကနေကံဆုံးမှုမောင်တွေ့နေကြတာဖြစ်တယ်ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နောက်ဆုံးပိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရဓမ္မခဲရင်လေလူတိုင်းလူတိုင်းဟာသေဆုံးခြင်းမှာဆုံးသတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ တော့ကနဲ့ပဲနေချာရတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရတယ်ဇာတိကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာပဲစီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့အဲ့တော့တန်တရားထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းအောင်လုပ်ချာလုပ်ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်အေး ကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းတသက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာလေဒါများတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာပါလဲလို့ပြောလို့ရှိရင်စေရနာဟံဘိခွေကမ္မဝရမိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေး pollution လို့အင်္ဂလိပ်လိုပြန်နေထို့တဲ့ကောင်းတဲ့ဟာ stimulation တို့ motivation တို့ တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွမ်းအားတွေနဲ့သူပေါင်းဆက်သွားအဲ့တော့ကံကို ီတမားအဖြစ်ပြောရင်စေရဏဟံဘိခွေကမ္မဝရမိလူတွေဟာဒီတွန်းအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်ဒီလက်ရောက်လုပ်ကြပါရီဖြစ်လာတော့ဆိုကမ္မဆိုရဲအမှုတွေဖြစ်လာစိတ်နဲ့ကြံစည်တဲ့အမှုလုံးနဲ့ ပြောဆိုတဲ့အမှုကိုရင်းလေးရောက်လုပ်တဲ့အမှုအဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တွန်းအားပေးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုတာဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟုတ်အလုံးဘုရားဘာသာဝင်သူရောစေတွေသိတဲ့အတိုင်းကာယကံဝစီကမနောကံလို့ရှိတယ်မယ်စေတနာကိုမနောကံလို့ခေါ်တာမဟုတ်ဘူး ကာယကံမြောက်သွားအောင်တွန်းအားပေးတဲ့တနည်းအားဖြင့်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော်တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အဟုပြောမယ်ဆိုရင်သူများတဲ့ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့ဟာသားမယားစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတက်ကိုတတ်ချင်းမှရှောင်ကျင်နေအကျဉ်းတရားထားတယ် သူများဥစ္စာမခေါ်ဘူးတန်ရှင်းစွာနေထိုင်တယ်ကိုသိခါကိုထိန်တယ်သူတော်သားမယားစိတ်နဲ့တောင်မပြစ်မှားဘူးလို့ပြစ်မှားခြင်းမှရှောင်ကျင်တယ်ကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနော်နှစ်ခုရှိလားအဲ့ဒါတွေကြတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆို ဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်။ရှင်ဘုံရအဖြစ်တရားဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်။သူတော်သားတောင်းရပြင်မာတယ်ဆိုတာကြလေလောဘဆိုတာနဲ့တွဲလာတယ်။တခါတည်းကဒေါသဆိုတာနဲ့လည်းတွဲတယ်။လက်စားချေတဲ့သဘောမျိုးလောက်တာလည်းရှိတယ်နော်။အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ ကိလေသာတွေနဲ့ပေါင်းစပ်ပြီးတော့စေရနာတွန်းအားကြောင့်ပြည့်မှုတစ်ခုကျွလွန်သွားတယ်။အဲ့ဒါတွေကစေရနာလို့ခေါ်တယ်။ဒါကနှုတ်ကပြောတဲ့အခါကောင်းမကောင်းနှစ်ခုရှိရတယ်ပဲ။မကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းစပ်ထားတဲ့စိတ်စေရနာတွေနဲ့ တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမမကန်ပြောတယ်တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိန်လေတဲ့စကားတခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတဲ့စေရနာ တုံးနဲ့တူမတက်အောင်ခြွန်တုံးလုပ်တဲ့စေရနာလူတယောက်ကိုဒီရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောတယ်အကျိုးမဲ့ကောင်းရချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေပြောဆိုတယ် အလုတိနေကြတဲ့ဘုသာဝါဒပိတုနာဝါစာဖရူသာဝါစာသမ္မပလပါလို့ဆိုရင်ဒီစကားတွေနှုတ်ကထွက်လာအောင်တွန်းအားပေးတဲ့စေရနာကိုကံလို့ခေါ်တယ်အခုအဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်ပြန်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံစေရနာကိုကောက်တယ်မနောကံကြည့်လိုက်မနောကံကြတော့စေရနာမဟုတ်တော့ဘူး အဘိဓါာဆိုတာသူများပစ္စည်းကို ကိုယ်ပစ္စည်းဖြစ်လို့တဲ့စိတ်ကူးကြံစီမှုအဘိဓါာအဘိဆိုတာရှေရှုစားဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုဘာပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့ သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူးလောဘကိုကံလို့ခေါ်တယ်အဲ့ကြာမနောကမှလောဘကိုကံလို့ခေါ်တယ်တခါပြာပါဒဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲ ဒီကောင်တည်သွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီအတွေးပါဝင်တဲ့ဒေါသဟာကံဖြစ်သွားတယ်သူကကံဖြစ်သွားတယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပြိုင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက် တတိတခုပါသွားတာဟုတ်ဆုံးအဲ့ဒီဒေါသဟာတမန်မိသားစုကိုတငယ်ချင်းပေါင်းတင်တယ်။တော့မိဘနဲ့သာသမီဆိုရလို့ဗုဒ္ဓလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်။မိဘကိုသာသမီကစိတ်ဆိုးတယ်။ညီကောင်မောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်။သို့သောဒီကောင်တည်သွားရင်ပျက်စီးသွားရင် ကောင်းမှာပဲဆိုတော့မပါဘူး။ကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသ အခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါရာလို့ခေါ်တယ်။အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိအဲ့ဒါတော့အလုံးကိုသိမ့်ဝေးတယ်။လောကလူတွေကလွယ်လွယ်ပြောကြတယ်။တမလွန်လောကကိုမယုံဘူး၊နောက်ဘဝကိုမယုံဘူး။ အတိတ်ဘဝကိုလည်းလက်မခံဘူးအမေအဖေဆိုတာသူ့ဘာသူ့သူတို့ချင်းချင်းပေါင်းသင်းဆက်ဆံကြတာဖြစ်တယ်။ဘာမှကျေစုတင်စရာမလိုဘူး။လူတွေကတည်သွားပြီးရင်နောက်ဘဝဆိုတာမရှိဘူး။နောက်ဘဝဆိုတာမရှိဘူး။ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့။မလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး။ တဘဝတစ်ခါပဲသိတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာ ਨੇ အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိရလည်းပဲကံမဲ့တာမနောကလို့ခေါ်တယ်ရသော်ဘုရားကအပြစ်တွေထဲမှာမိစ္ဆာဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ် ဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိကအဲ့ဒီဒိဋ္ဌိကိုပြောတာဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ ကံဤအကျိုးကိုညင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညင်းပယ်တယ်အကြောင်းတရားကိုလည်းညင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လေလွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလူမနေနဲ့ဘာကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူး။နောက်ဘဝဆိုတာမရှိပါဘူး။တေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုရယ်ကံဖြစ်သွားတယ်။အဲ့ဒါမနောခံလို့ခေါ်တယ်နော်။အဲ့တော့သဘောပေါက်ရမှာကတော့စေရဏဟံဘိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာဒီတနည်းရတယ်ပဲဟုတ်တယ်။စေရဏသည်ကံမှန်တယ်။အဲ့ဒီတွန်းအားရဲ့ကြောင့်လုံးမိတယ်တွန်းအားရဲ့ကြောင့်ပြောမိတယ်ဆိုတဲ့နေရာလေး စိတ်ကူးချမ်းစေမိတာကြတော့ခုနဒီသဘာဝတရားတွေအဘိဇာဆိုတာလောဘပြဘာရဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်သုံးခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထုတ်တွေ့တာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်က ဆိုတော့ကံပဲတစ်မျိုးရှိတုံးလို့အခုအကျင့်ပြောမယ်ဆိုရင်အကုသိုလ်ကံဟာစေရနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဟောဒါမကောင်းတဲ့ကံဘက်ကဒါတွေရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်တော့ရှောင်ကျင်မှုနဲ့သွားတယ်သူများတဲ့တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation ဆိုတော့အဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူရသိမ့်မွေးတဲ့ကုသိုလ်စေတနာတွေကဘာတွေတော့ဆိုအနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီ ကိုကိုသာကိုသာသုံးမယ်ဆိုတဲ့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူး။ပြီးချင်းကန့်ကျင်တဲ့စိတ်ပဲရှိတယ်။သူမြတ်ပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူး။အာလောဘအနာပိစာအပြမရမေတ္တာအရောသဆွေမေတ္တာတရားရေချမ်းသာကြပါစေလို့မေတ္တာပို့တာကအပြပါရဆိုတဲ့စေရနာမနောကံအပြပါရဆိုတဲ့ အရောသစေတသိက်ကိုပြောတယ်နော်အပြာပါရဆိုအရောသစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုရဒီအရောသကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုတော်ရီအလုံးချမ်းသာကြပါစေတိတူအစဉ်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်မြင့်ညတ်တာဒုက္ခမေးเสียဘုသူဘုသူမှာဒုက္ခမပေးပါစေနဲ့ ရိတ်ထဲမှာပါသလိုတပ်ပိပတ္တရာဏိပတန်တုသတော်ရီအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမဘဇုထံမှာအဆိုတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအတော်သားမေတ္တာအပြာပါရလို့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်သွားတယ်နော်ကံဖြစ်သွားနောက်တစ်ခါတမ္မဒိဋ္ဌိတမ္မဒိဋ္ဌိဆိုတာကြတော့ ခဏလို့ကိုင်းဤကျိုးကိုညင်းပယ်တာမဟုတ်ဘူးမကနဲ့အမြင်တစ်ခုယူစမ်းအေးကောင်းတာလို့ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေးဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေးကသာခွင့်မပြုဘူးဆိုရင်ဘာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေးကအင်မီဂရေးရှင်းပဲလေသူဗီဇာထုတ်မပေးရင်လာလို့မရဘူး ခုခေတ်ဆိုဗီဇာမပေးခြင်းလို့ကြွတင်ဟန်တားတာတွေတောင်းရှိတယ်။မတော်တဆလက်လွန်လို့ရောက်လာပြန်တော့လည်းအမိုက်ပုံနဲ့ထည့်ပြစ်တယ်။ဣမတ်တလောကတဓာတ်တိတာတော့မိဘရဲ့ခြေဆူးထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူးကကိုပြန်ကျွေးလို့ရသေးတယ်။ပြန်ဆောင်းလျှောက်လို့ရတယ်။ကိုယ်ကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ယေရှုကဘယ်လိုဆက်ဆက်လို့ရပါမလားကိုကနောက်မှလာတာလေ အမေဖေကကိုယ့်ကိုလာခွင့်မပြုဘူးဆိုရင်လူတော်ကရောက်ပါမလားမရောက်နိုင်ဘူးဘိုးကြီးရွှေကိုဖြစ်မှသာရောက်ကောင်းရောက်အမေဖေကအီမီဂရေးရှင်းပဲသူလက်ခံမှဖြစ်တယ်အဲ့ဒီလက်ခံတဲ့ခြေစုပ်ကိုမြတ်စွာဘုရားကဣမတ္တလောကတ္တထတိတာရောဆိုမိဘရဲ့ခြေစုပ်ကိုသုံးခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တခုကအပါတကား ကိုယ်ဝန်ကလေးကအမေကဆောင်းရှောက်လာခဲ့တာမွေးလာတယ်လည်းဆောင်းရှောက်ပေါ်တကမွေးဖွားလာတဲ့နောက်ဆောင်းရှောက်ရုံနဲ့မကဘူးကြွေးမွေးတယ်နှစ်ခုဆောင်းရှောက်ခြင်းကြွေးမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့အိမတ်တလောကတာထတ်သေးတာတော့ဒီလောကကြီးကိုပြတယ်ဒါဒီခြေဆုကတော့ဆက်လို့မကုန်တဲ့ခြေဆုပဲမိဘခြေဆုကောမဆက်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာဘာလို့လို့ဆိုရင် ကောနောက်မှရောက်တာဆိုတော့မိဘကိုကောလူလောကလာဖို့ဆိုတော့ဘယ်လိုလုပ်တုံးဆန်းလဲသူကရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ကျေကျေရှိတယ်လို့လက်ခံခြင်းသည်ပင်နေသူကတမဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ်တဏ္ဍလောကဆိုတာရှိတယ်လူတွေဟာတည်သွားပြီးနောက်ဘဝဆိုရောက်လာအောင်ပဲ ဆိုတော့ကံတရားရဲ့အကျိုးလက်ခံတာတွေမှန်သမျှသမဋ္ဌိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြတော့ပညာလို့ခေါ်တယ်မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေတသိသမဋ္ဌိကြတော့ပညာ right understanding ပင်္ဂန်နဲ့နားလည်မှုနော်ပင်္ဂန်နဲ့နားလည်အဲ့တော့အဲ့ဒီဒီမှာကအလောဘရဲ့ အရောသဆိုရဲမေတ္တာရဲ့အမဒိဋ္ဌိဆိုရဲပညာရဲ့ဒီသုံးခုကံပဲစေတနာတည်းမဟုတ်ဘူးเนาะကုသိုလ်ကံထဲမှာဒီသုံးခုပါလာအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တောအားပေးတယ်တောအားပေးလိုက်တာဟာသူက energy တွေစုသွားအောင်သူက စုဆောင်လိုက်တာဒါမို့အာယုဟနရတ္တလို့ခေါ်တယ်သူတို့ကံတရားတွေဟာပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွမ်းအားပြေလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုသလဲဆိုနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိဟာဘယ်မှာသွားစုလဲခဏိခေတော့ဂိုင်းကူးတွေဂိုင်းကူးတာတွေပါနေရှိတယ်ပေါ့နော် ဲ့အရေးထားတဘာဝအပြည့်ဘယ်နေရာမှာသွားစုတယ်လို့ဆိုလို့ရှိရင်မျိုးစေ့သွားစုအတိမသွားစုအတိမသွားစုအဲ့ဒီအတိတဲ့ကအစိတ်လေးထဲမှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဘူးအဲ့ဒါလိုပဲလူရဲ့အစိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသမစ္စဒိဋ္ဌိအလောဘအရောဒသမတ် ညာလို့ဆိုရဲဒီတရားတွေပေါ့အနှစ်တရားစုသွားလို့ဘဝတစ်ခုကျုပ်ပေးမယ်ဆိုလို့ရှင်တရားတွေကကျုပ်ပေးနိုင်လာတယ်အဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိရသော်ဘုရားကဘုရားတို့တွေနေစဉ်ပါရီလုံးနေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက်နေစဉ်လုံးနေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆိုရင် ဥဘောပုံဉ္စပပင်းစယမင်စောကုရုတိဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နော်ကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လုပ်အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူးအကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလိုလိုက်တဲ့အရာတွေဟာခုနရှေ့ကတွန်းအားတွေကို ရွှေပြီးတော့ကံလို့ခေါ်လိုက်တယ်အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်္ဆာအာရယခစ္စတိကိုယ်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင် ကိုယ်နဲ့သာသက်ဆိုင်သွားတယ်ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့မဆိုင်သူများနဲ့မဆိုင်ုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာ ခန္ဓာရှိနေသမျှကလပလုံဒီကံတရားတွေကကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်။မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲအထုံးစံမကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကြတော့ချမ်းသာဒုက္ခပေးတယ်အဲတော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော် လို့လည်းပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခொနာကတာမန်ជីវတ်ထုတ်တဲ့အလုပ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လေနော်တကယ်တော့လောကမှာဒီလူတွေမှာနေစင်တဲ့အကံတရားတွေကဖြစ်နေတာကိုသိသည် ဖြစ်စေမသိသည်ဖြစ်စေလူယဉ်တဲ့နှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ယဉ်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေတယ် accumulation ဆိုတော့စုမိစောင်းမိဖြစ်သွားစုမိစောင်းမိဖြစ်သွားအဲ့ဒါတွေကတင်ညိတတတကံဟောဒီကောင်းမကောင်းတွေဟာကိုကိုပိုင်ဥစ္စာကိုနဲ့သာသက်ဆိုင်တော့တယ်တပိတတကမ္မတကဆိုတော့အဲ့ဒါပြောတာကံသာလင် ကိုပိုင်ဥစ္စာကိုလုတ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆိုလိုတယ်ကိုရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်ပါလဲ ကိုယ်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုယ်စားလိုက်တဲ့အစာရဲ့အကောင်းဆုံးကလည်းပဲကိုယ်ပဲခံရတာအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆုံးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မတက္ကတာကံနာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါကိုပြောတာ responsible ဖြစ်တာပြောဟုတ်ပြီ responsible ဖြစ်သွားရင် ဒီဘွားတယ်လားလို့ဆိုမဟုတ်တင်စအာဒါယခစ္စတိဒါကြီးကပါသွားမှာပဲဘလို့လို့ပါလာတော့ကံတရားတွေကဘယ်မှာကိန်းနေတာလဲနှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်ဘွားဘလို့လွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ် အဆိုင်မဖြစ်ရင်ဒီဘဝတွေမေ့သွားပြီအဲ့တော့ကန္တရာပဲသွားနေဘူးအုံနောက်မကောင်းတော့ဘူးသိလို့ရှိရင်လည်းဘီရှိုးပြလိုက်တယ်ဒီအုံနောက်ကပါးရအကြောင်းရှိပြန်အဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာဟို remain ဖြစ်နေတယ်လဲဘယ်မှာတည်ရှိတယ်လဲလို့ပြောမစို့စိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူး စိတ်အစဉ်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက် mental processor တန်တရာဝကတန်တရာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိဒါတောင်ခိတ္တပြတ်တာဘယ်နေရာတော့ဆိုလို့ရှိရင်ဆန်ဆွမ်းအားနဲ့တမာရီဆွမ်းအားနဲ့စိတ်ကိုယုံမုန်းပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှိရင်အသိဉာဏ်တတ်ဖို့ဆိုတဲ့ စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာကဘာ900ဒါလည်းပဲ boss လုပ်တယ်လို့ပဲပြောရမယ်ခိတ္တ boss လုပ်လိုက်တာ stop လုပ်တာမဟုတ်ဘူး boss လုပ်လိုက်တာချိန်တိုင်ပြန်ပေါ်လာမှာသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါဏိရောဓသမဘာဆိုတာကြာဥရလိုက်မယ်ဏိရောဓသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတသာယုံအလုံးချုပ်သွားတယ် ။တမာရီဆောင်းအားနဲ့ဒါလည်း boss လုပ်လိုက်တာပဲ။ခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်တဲ့အတွက်ကြောင့်စိတ်ဆိုရလဲသူကသူဖြစ်တာမဟုတ်ဘူး။အကြောင်းတရားကိုမိဖြစ်တယ်။အဲ့ဒီအကြောင်းတရားတွေကိုခိတ္တ boss လုပ်လိုက်လို့ရှိရင်စိတ်ဟာလည်းရက်သွားတယ်။အဲ့ဒီနှစ်နေရာလွဲရင်မြင့်တဲ့ process ကပြောင်းမသွား။ဒါဖြင့်ခုနလို boss လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ကွယ်သွားလားဆိုမကွယ်ဘူး။ ရှင်းနဲ့နောင်တဲ့ဟာအနန္တရပစ္စယောပဲသူကနိရောဓသမဘာဝင်စားလို့ခொနည်းကြားတဲ့ဆုံးတော့အနန္တရပစ္စယောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတော့ပြရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ရှားမှာအကြောင်းအခွင့်မရှိဘူး။အဲ့ဒါကိုပဋ္ဌံပစ္စည်းထဲမှာအနန္တရပစ္စယောလို့ပြောတာ။ဟုတ်။တခါ အတဉ္ဇဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပိစီရောပဲစိတ်အစဉ်ညာသုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဟောရုပ်စဉ်သူတမရိစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လီနိုးထလာပြန်တယ်ခိတ္တဘော့စ်လို့အဲ့တော့ mental process ရဲ့စိတ်ဖြစ်စဉ်ကြီးဟာတန်မြာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပိုင်ရပ်သွားတယ်လို့မရှိဘူး ဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတ္တိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတ္တိအနေနဲ့အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့သူတို့ပဲမှတ်သားပါတယ်လို့ဟုတ်ပြီ ကောင်းလဲကောင်းတာလို့လဲကံဖြစ်တယ်မကောင်းတာလို့လဲကံဖြစ်တယ်အဲ့ဒီခံတွေဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူစွန့်ရည်တတိအနေနဲ့ပါအကြောင်းအကျိုးညင်ညင်လို့ရှိရင်အကျိုးပေးမှသိချတယ်ပေါ့ဒါလို့ဆိုလို့တယ်ပေါ့အဲ့တော့မြတ်စွာဘုရားက အေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြတယ်ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်နေဆို